How to Train Your Dragon မှာပါဝင်တဲ့အကြံဆုံးနဂါးကြီးများ How to Train Your Dragon မှာဆိုလို့ရှိရင်နဂါးအမျိုးအစားပေါင်း၁၀၀ကျော်တောင်ပါတာကိုသိပြီးကြပြီလားအဲ့နဂါးတွေထဲမှာဒီနေ့မှာဘယ်ကောင်ကအကြံဆုံးလဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ် နံပါတ်1က Be Wider Beast သူက alpha မျိုးစိတ်ထဲရဖြစ်ပြီးတော့ size အနေနဲ့ဆိုလို့ရှိရင် အကြီးဆုံးဖြစ်ပါတယ်။ငကားတိုက်တွေအများကြီးကိုလည်းဖန်ဆင်းလို့ရပြီးတော့ရေအောက်မှာလည်းအသက်ရှင်နိုင်သူဖြစ်ပါတယ်။ဒါကြောင့်မို့လို့ How to Train Your Dragon 2မှာဆိုလို့ရှိရင်သူ့အတိုက်ကငကားတွေကိုရေအောက်ကနေပြီးတော့ငါးတွေမှုတ်ထုတ်ပြီး feeding လောက်တာမျိုးတွေကိုတွေ့ရတာဖြစ်ပါတယ်။ Be Wider Beast ကနှစ်ကောင်ရှိပြီးတော့မင်းသားမေရိုဘက်မှာတစ်ကောင် Dragon ဘက်မှာတစ်ကောင် Dragon ဘက်ကကောင်ကတော့အမဲရောင်ဖြစ်ပြီးတော့ နှစ်ကောင်လုံးကတော့ရေခဲနှကားတွေဖြစ်ပါတယ်။ဒုတိယကတော့ alpha species တွေကနောက်တစ်ကောင် ဖြစ်တဲ့ red တပဲဖြစ်ပါတယ်။ alpha ရဲ့ထုံးစံအတိုင်းသူကလည်းတခြားကောင်တွေကို mind control လုပ်နိုင်ပါတယ်။သူကတော့မီးတောင်ငကားဖြစ်ပြီးတော့ချော်ရည်ပူတွေနဲ့လည်းပြစ်ပါတယ်။စိတ်ပါလို့ရှင်မီးတောင်နဲ့တောင်ဝင်အိတ်လို့ရတဲ့ skin လည်းရှိပြီးတော့နည်းနည်းဝါတော့သူပြင်းပါတယ်။တခြားငကားတွေကတော့သူ့ကိုရှာဖွေကြွေးမွေးရပြီးမကြွေးရင်မကြွေးတဲ့ကောင်ကိုစားပါတယ်။ နံပါတ်3နေရာကတော့ screaming death လို့ခေါ်တဲ့အပြဲစိန်ပဲဖြစ်ပါတယ်။သူ့မှာဆိုလို့ရှိရင်ခိုင်မာတဲ့မေးခိုးတွေရှိပြီးတော့ကြောက်တုံးတွေကိုတောင်ချိုချင်ကြိုက်တယ်လို့စားနိုင်တဲ့ကောင်ပဲဖြစ်ပါတယ်။သူကနေအောင်မကြိုက်လို့မြေအောက်မှာပဲနေလေးရှိသူလည်းဖြစ်ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ပြောင်းလဲနေတဲ့ကြောယူနဲ့သူ့ရဲ့အော်တန်ကြီးပဲဖြစ်ပါတယ်။ နံပါတ်4ကတော့ Sacred လို့ခေါ်တဲ့ငရှိယုံနဲ့ငကားတကောင်ပဲဖြစ်ပါတယ်။သူကတော့လျက်စစ်ထုတ်လို့ရပြီးတော့တလက်လက်ထနေအောင်လို့လျက်စစ်ကိုတောင်မန်ခတ်ပြီးတော့ထိန်းထားလို့လည်းရပါသေးတယ်။ပြီးလို့ရှိရင်သူကဘသူနဲ့မှမတည့်တဲ့ဆုကိုလည်းရထားပါတယ်။လူနေနေငကားနေနေဘာလာလာအကုန်ချပါတယ်။နံပါတ်5ကတော့ Death Sound လို့ခေါ်တဲ့လိပ်ပြာတောင်ပန်နဲ့အလှလေးဖြစ်ပါတယ်။ ။သူကတော့ standing dragon တကောင်ဖြစ်ပြီးတော့အဝါရောင်သရွေးရင်နဲ့လည်းပြစ်ပြီးတော့ stand ပါတယ်။အတန်နဲ့လည်း stand ပါတယ်။ငကားငကားချင်းအောင် stand နိုင်လို့အန်ရဲ့အကြီးဆုံးနံပါတ်5စီးရင်မှာရောက်နေတာပဲဖြစ်ပါတယ်။ဒါကတော့အကျန်းဆုံး5កောင်ကိုပြတ်သွားတာဖြစ်ပြီးတော့နာမည်ကျော် Toothless နဲ့သူမယားကဘယ်အဆင့်မှာရှိလဲဆိုတာသိချင်လို့ရှိရင်အပေါင်းလေးကိုနှိပ်ပြီးတော့ part 2လို့ comment မှာရေးခဲ့ပါ။ဒီ video လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့အသေးပေးဖို့လည်းမမေ့နဲ့ဘူး။